မြတ်စွာဘုရားကလောကကြီးဟာမမြဲဘူးအနိစ္စအနတ္တလို့ဟောပါတယ်။လူတွေကိုစောင့်လေမျိုးနွယ်အမျိုးအနွယ်ကိုစောင့်ရှောက်ရမယ်လို့လည်းဆုံးမပါတယ်။ဒီနှစ်ခုဟာစံကျင်ဘက်သဘောစောင့်နေပါသလားခမညာဆိုပြီးတော့ဒါအကောင့်ပိုင်ရှင်မြင့်မူသူကမေးမြန်းထားရပဲဖြစ်ပါရဲ့ရှင်။မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့အနိကေ၅ရပ်ပရိက္ခ၃ပုံကဘယ်အချက်ဘယ်ဘက်မှမှလိုအပ်ချက်မရှိဘူး။အလုံးပြည့်စုံပြီးသားပဲ။အကုန်လုံးပြည့်စုံတဲ့အတွက်ကေဝလပရိပုံနာလို့ခေါ်တယ်။ ပြင်းစရာဖြစ်စရာနှုတ်စရာပယ်စရာမရှိတဲ့အတွက်ပရိသုဒ္ဓလို့လည်းသတ်မှတ်တယ်။အဲ့တော့အဲ့ဒီတရားတွေအလုံးကိုအလုံးချုပ်ရင်နှစ်ပိုင်းရှိတယ်။လောကီပိုင်းနဲ့လောကုတ္တရာပိုင်း။ဒါကိုလောကီယတ္တမလို့ခေါ်တယ်။လောကုတ္တရာတ္တမလို့ခေါ်တယ်။တ္တမဆိုတာသူတော်ကောင်းတရားပေါ့။လောကီယတ္တမကိုဘဝကောင်းစားရေးလို့ခေါ်တယ်။လောကုတ္တရာတ္တမကိုဘဝလွတ်မြောက်ရေးလို့ခေါ်တယ်။နော်။အဲ့တော့ဘဝလွတ်မြောက်ရေးကိုဆောင်ရွက်ကြမဲ့ပုဂ္ဂိုလ်တွေဆိုရင်တန်တာရဝတ္တဒုက္ခတောမောဇနထာယဆိုတဲ့ခေါင်းစဉ်အောက်ပါသွားရတယ်။ သွားတဲ့ခါမှာသွားကျင်နိုင်သွားလို့မရအောင်အဲ့ဒီပုံကိုယ်တွေကလောကကိုတန်တရားကိုအမတန်ဆက်ဆုပ်ကြီးခွေတန်ဝင်ကကြီးရရှိရမယ်အင်ဒရီတွေရင့်ကျက်နေရမယ်နော်နောက်တစ်ခါကျတော့ပါရမီတွေအထောက်ပံ့တွေလည်းပဲရှိနေရမယ်အဲ့ဒီ၃ချက်ရှိမှခုနကတန်တာရဝတ္တဒုက္ခတော်ဆိုတဲ့ခေါင်းစဉ်အောက်ကနေဘဝလွတ်မြောက်ရေးကိုသွားကြတယ်တကယ်လည်းလွတ်မြောက်ကြအဲ့ဒီ၃ချက်နဲ့မငြိညွတ်တဲ့ပုံကိုယ် ကြံခဲ့ကြတယ်ဘုရုရှင်ဖြစ်နေကျွန်တော်တို့အပဝင်ပေါ့ဗျာအခုဘုရုရှင်ဖြစ်နေကြံနေတာကျွန်တော်တို့မှာကြီးစွာသောတာဝန်ကလည်းမရှိဘူးအင်ဂျီတွေကမရင်ကျက်သေးဘူးပေါ့ဗျာရင်ကျက်ရင်ရှာတာပေါ့လွတ်လန်းရှာပြီပေါ့နော်ထားပါတော့နောက်တစ်ချက်ကပါရမီဂန်အထောက်ပံ့ကလည်းပဲချိန်ခါစိတ်မရောက်သေးဘူးပေါ့နော်ဒီတိုင်းမှာတော့ရှိတယ်ဒါပေမဲ့ဘယ်ချိန်ရောက်မှာတော့မသိဘူးအဲ့ဒီချက်တွေဖြစ်တဲ့အတွက်ကြံခဲ့ကြတယ်အများကြီးပဲကြံတဲ့ပုံစံတွေကများတယ်လောကမှာကြံတယ်လောကစရာကိုလွတ်မြောက်သွားတာခုနအချက်နဲ့ပေါ့နော်အဲ့ဒီကခုနမေခွန်းနဲ့ပါတဲ့ဟာတွေကအဲ့ဒီလောကလွတ်မြောက်ရေးအတွက် ယုံနံဓမ္မတို့အနိစ္စဒုက္ခအနတ္တတို့နော်ခုနကသူပြောတဲ့ဟာလေအဲ့ဒီလမ်းလည်းသွားရတယ်အဲ့ဒါလိုကျွင်းကြံတဲ့ဟာတွေကြတော့မြတ်စွာဘုရားရှင်ကဘာပြောလဲအဲ့ဒီကျွင်းကြံရတဲ့ပုဂ္ဂိုလ်တွေဟာဉာဏ်မမီသေးတဲ့ပုဂ္ဂိုလ်တွေကလောကကြီးကုန်းဆောင်အောင်ကြီးပွားအောင်လိန်မာကြပါစေတော့ယဉ်ကျေးကြပါစေတော့ဆိုပြီးတော့ဘာကြီးဟောတာ၅ပါးသီလဟောတယ်မင်္ဂလာသုတ်ဟောတယ်အလားဟိုဘာကောမလဲဂျမစုတရား၄ပါးဟောတယ်သင်္ကာလောဝါဒတုတ်တွေဟောတယ်မိဘဝတ္တသမီးကိုကျင့်ဝင်တွေဟောတယ်အဲ့ဒါကဘာလဲဆိုရင်တိုးတက်အောင်လို့လောကကြီး အရှင်တမ်းမြင့်မြင့်နဲ့တိုးတက်အပြီးကြံခဲ့အောင်စုစုပြက်ပြက်နဲ့ပောက်တက်ခဲ့ရသည်မဖြစ်အောင်လို့ဘုရားရှင်ကပြည့်ခဲ့အခုသူမေကွန်းနဲ့မှမေးတယ်စောင်းလီမျိုးနဲ့ဝန်း90ဆိုတဲ့ဟာပေါ့နော်ဟိုကျင့်ပါလေမျိုးနယ်ကိုလည်းစောင်းခိုင်းတယ်ဟိုဘက်မှာလည်းမမြဲဘူးပြောတယ်ဆိုတော့ဒါသူကချမ်းစီကအဲ့ဒါကပင်္ဂလောဝါဒတုတ်ကစကားလောကကြီးပွားရေးပေါ့နော်ဘဝကောင်းစားရေးအတွက်ဟောရခဲ့တဲ့ဟာဘဝလွတ်မြောက်ရေးအတွက်မဟောမဟောဟောခဲ့တာမဟုတ်ဘူးသင်္ကလောဝါဒတုတ်မှာသာသမိကျင့်ဝင်လည်းမှာပါတယ်လေစောင်းလီမျိုးနယ်ဝန်း90ဆိုတာ အဲ့ဒါကိုထပ်ထားဆရာကပါဠိကတော့သူကကုလဝန်တန်ထပိတ္တမိလို့ခေါ်တာအဲ့ဒါလေးကိုမြန်မာလိုစောင့်လေမျိုးနေလို့ပြောတာကုလဝန်တန်ထပိတ္တမိအဲ့ဒါဘာလဲဆိုတော့အချက်၃ချက်ရှိတယ်ကြာနော်ထပ်ထားဆရာတိတိပပပြတယ်မိဘတို့ရဲ့ပစ္စည်းဥစ္စာတွေကိုမပြောင်းမပြည့်အောင်သာသမီကဆက်လက်ထိန်းသိမ်းခြင်းအဖြစ်အမျိုးနယ်ကိုတည်ရမ်းရမယ်တဲ့နောက်မိဘတို့လက်ထက်ကပြုခဲ့တဲ့ဝတ်တွေပေါ့ကုသိုလ်ဝတ်တွေကိုမပြတ်မကွက်ဆက်လက်အစဉ်အဆက်စောင့်တည်ခြင်းအဖြစ်အမျိုးနယ်ကိုစောင့်တည်ရမယ်နံပါတ်၃ မိဘလက်ထက်ကမိဘတွေကိုနိုင်ကဘောသူလက်ထက်ကဘောနော်မှားရွင်းနဲ့တမမိစ္ဆာဒိဋ္ဌိအယူမြင်နေရှိရင်မှန်ကန်တဲ့တမဒိဋ္ဌိအမြင်ရှိအောင်သာသမီကဆောင်ရွက်ပေးရမယ်။ဥပမာဟိုဟာပေါ့တာတိပုံလေးမှရမိစ္ဆာယူရှိတယ်။ရှင်သာတိဘုရားကတမယူရှိတယ်လေ။မဲတော့ပြန်ချွတ်ရတာပေါ့အဲ့လိုဟာမျိုးတွေပေါ့နော်။ဒါကတော့အမြင့်ဆုံးဟောင်ပြောတာပါ။အဲ့တော့သာသမီကျင့်ဝင်တယ်မှာပါ။ဒီသုံးခုရှိတဲ့ခါကျတော့နံပါတ်၁မိဘတို့ရဲ့ဆောင်ထင်းခဲ့တဲ့ပစ္စည်းဥစ္စာကိုမပြောင်းမပြစ်အောင်ဘိုးစဉ်ပေါင်ဆက်အမွေနှစ်ကိုထိန်းသိမ်းပေးရမယ်။နံပါတ်၂ကမိဘတို့လက်ထက်ကပြုခဲ့တဲ့ နေစဘဝတ်တွေကိုနေစဘဝတ်တွေဆိုတာကဟိုမပြောက်ပြောင်ထားတယ်ဆိုတာမိဘ38ဝင်း9ကိုရင်သာသမီက38ဝင်းပြောတာမဟုတ်ဘူးเนาะအဲ့ဒါကိုပြောတာမဟုတ်ဘူးတတိယချက်မှာပါတယ်မိစ္ဆာဒိဋ္ဌိကနေသမာဒိဋ္ဌိဖြစ်အောင်လုပ်ပေးရမယ်ဆိုတာဒါဖြစ်သွားပြီပေါ့เนาะကောင်းတဲ့ဥမာထားပါတော့ဟိုဆွန်လောင်းတဲ့အလုပ်တွေပေါ့เนาะကောင်းမွန်တဲ့အလုပ်တွေပေါ့เนาะလူစဉ်နှစ်တိုင်းကောင်းမှုကုသိုလ်လုပ်တဲ့ဟာတွေပေါ့အဲ့ဒါတွေကိုထင်းထင်းချင်းချင်းဆောင်ရွက်ရမယ်လို့ပြောတယ်အဲ့တော့ဆိုလိုချင်တာကဗျာမိကုံးမော်မူတီပြောရင်ဆေးပေါ့လောကမှာဆေးဆိုတာ ်ဆေးမှန်သမျှဟာယောဂပြောက်တယ်ယောဂပြောက်တဲ့အတွက်လည်းသူ့ကိုဆေးလို့ခေါ်တာတာပေါ့နော်ဒါပေမဲ့အနာနဲ့ဆေးတဲ့အောင်ပေးဖို့လိုတယ်လောကကလွတ်မြောက်ခြင်းတဲ့ပုဂ္ဂိုလ်လောကီထဲမှာပျော်ဖို့သွားလို့လို့မရဘူးလောကီထဲမှာပျော်အပျော်ပြီးတော့ကြီးပွားမဲ့ပုဂ္ဂိုလ်ဟိုအချင်းခါမရောက်ဘဲနဲ့တည်သည်နုနုလေးကိုသွားအုပ်ရင်ပုတ်သွားလိမ့်မယ်အဲဒါတွေလုပ်လို့မရဘူးပေါ့နော်ဒါကြောင့်ဆေးမှန်သမျှယောဂလည်းပျောက်တယ်ယောဂပျောက်လို့ဆေးလို့ခေါ်တယ်သို့သောအနာနဲ့ဆေးကိုတဲအောင်ပြေဖို့လိုတယ်တဲပြန်တော့လည်းပဲလိုအပ်သလောက်မလုပ်ဘဲနဲ့အချိန်ဆမဲ့လုပ်ရင် overdose ပေါ့ ဆေးလွန်တာဖြစ်တယ်နော်ဆေးကြောက်ဖြစ်တဲ့ဆေးလွန်တာကုရခက်သွားတယ်နော်ဘေသဇာသမုတ်တိတော်ဝိရရောဂောအတ္တိကိသောဟောတိရဲ့အဲ့ဒါဆေးလွန်တာအမြဲတမ်းကုသရခက်တယ်ပေါ့ဒါကြောင့်ဘယ်ချိန်ဘယ်ထမင်ဝတ်မယ်ဘယ်ခီးဘယ်ထီးဆောင်မယ်ဘယ်အရက်ဘယ်ဖက်နှက်စီမယ်ဆိုတာနိုင်နိုင်ချင်ချင်သူ့ခမင်းအနေနဲ့ဆောင်ရရမယ်မိဘကိုလုပ်ကြည့်တာမကောင်းဘူးလားကောင်းတယ်တက်တက်လုံးအဲ့ဒါပဲလုပ်ကြည့်တော့နိဗ္ဗာန်ရောက်ကြောင်းယုံနဲ့ဓမ္မမလုပ်နဲ့မဟုတ်ဘူးဘုရားရှင်ကအဲ့ဒါပြင်ပါလေလောကလွတ်မြောက်ကြောင်းလုပ်ရမယ်လောကတဲ့နေရင်လည်းဝတရားမပြည့်ရဘူးအဲ့ဒါလိုဟောတဲ့ပြောတဲ့ပုံစံဒီမှာ အမတန်ရေးကြည့်ပါလေအကွက်စိတ်ဖို့ပေါ့နော်နားထောင်တဲ့ပုဂ္ဂိုလ်ကလည်း absorb လုပ်တတ်ဖို့လိုပါလေဒါလေးပြေချိုင်းမျိုးချုပ်ပါ